ကျွန်တော်နားလည်ပြီးပါဆိုတာကြီးอ่ะဒါနည်းနည်းအတကြီးတယ်ဗောနည်းကျွန်တော်လှုပ်ဆောင်နေတဲ့ဟာကိုပဲအဲ့လိုပဲဒီလိုပဲသူ့နားလည်မှုခုနားလည်မှုစောင့်ကြည့်နေတယ်ပဲအခုလိုမျိုး9နှစ်10နှစ်လောက်ဖြစ်လာခဲ့တာဗောနားလည်မှုကတော့ထွေထူးယူစရာတော့မလိုပါဘူးတမီးစားဆိုတာမျိုးကတော့စကားများတာတို့ရင်ဖြစ်တာတို့ဒလာမတောင်းတာတော့ဖြစ်တာလူတိုင်းဖြစ်တာပဲဘယ်လိုရှင်းလို့ရတဲ့ဟာမရှင်းလို့ရတဲ့ဟာဒါတွေကအများကြီးရှိတာဘောကျွန်တော်တို့ကတော့အဲ့လိုမျိုးတိတ်ပြီးတော့မရှိဘူးလေအဲ့ဒါကြောင့်ကျွန်တော်တို့ယောက်ကတော့ဟိုနှစ်ကြာလာပြီဆိုတော့ ဒါပေမဲ့ပွင့်လင်းလာပွင့်လင်းလာကြရေပေါ့ကိုဖြစ်ချင်တာသူဖြစ်ချင်တာအဲ့လိုပဲပြောကြဆိုကြရင်လည်းပဲဖြတ်တန်းလာခဲ့ရဆိုတော့ဟိုပြောစီပြောစီရကောင်းပါတယ်ဘာလဲကျတော့ကိုယ့်ရဲ့အခြေအနေလေးရလဲမနေမရောပါဟုတ်ကဲ့အဲ့ဒါလေးပြန်ပြောတော့ချက်ပြလိုက်တယ်အဲချပြရဲဆိုတော့အဲလိုအဲလိုချပြလိုက်တာတော့ မဟုတ်ဘူးဒီလိုပေါ့မီဒီယာတွေဆိုတာလဲကိုယ့်ရဲ့ညီကောင်မတော်တွေလိုဖြစ်နေတာကိုဟိုကျွန်တော်ကောင်မလေးကလည်းကျွန်တော်သွားရင်ပါနေရဆိုတော့အဲ့ဒါနဲ့သူတို့ကလည်းရိုက်ပြီးတော့အလိုမေးကြတော့ပေါ့မေးရင်းနဲ့ဖြေရင်းနဲ့အဲ့ပုံတက်သွားတာပါဟိုလိုကြီးအထူးတလဲကြီးအဲ့အဲ့လိုမျိုးကြီးတက်တက်ဟွာကြီးလောက်တာတော့မဟုတ်ဘူးမီဒီယာတွေအမီဒီယာမှာရှိရဲ့ညီကောင်မတော်တွေအကုန်လုံးကမောင်နှမတွေလိုဖြစ်နေတာပါလို့ဟုတ်ဟုတ်တယ်ဟုတ်တယ် ဟိုထူးထူးဆန်းဆန်းပေါ့ဥမာဒီလိုဒေသဆိုတောင်တန်းလေးနေဒါဆိုရင်အပန်းပြေစခန်းနေရှိရဆိုရင်အာလာလဲခြင်းနေဆိုရင်လာလဲတာတို့ပေါ့ရှိရပါဘူးအဲ့လိုမျိုးပေါ့ဥမာပင်လယ်ကမ်းခြေမှာရိုက်မယ်ပင်လယ်ကမ်းခြေကိုမရောက်ဘူးဆိုရင်နှစ်ရက်သုံးရက်လာလဲတာတို့ပေါ့အဲ့လိုမျိုးရှိရပါဘူးအဲသူလည်းသူ့လို့သူ့လို့ကိုယ်လည်းကိုယ်လို့ကိုယ်လို့အဲ့လိုမျိုးပဲလာရှင်းနေတောင်အဲ့ဒါအဖက်ကမတီးပဲဒီဘက်ကအထင်မှားနေရပေါ့ပြောပြပါကျွန်တော်ကလေခုနပြောနေအထင်မှားနေတဲ့ဟာကိုကျွန်တော်တို့ကဟိုအရသာခံပြီးလိုက်သွားတာမဟုတ်ဟိုကျွန်တော်တို့က အလွတ်လွတ်တယ်အလွတ်လွတ်တော့တွဲမြင်ရတယ်တွဲမြင်ရတော့သူကသူတခြားခုနပြောနေပေတူတွေရောမီဒီယာအတုတွေရောတင်ကြပြကြရင်လည်းဒီလိုမျိုးပွားွားကြတာလေဟိုအဲ့ပြဿနာကြီးအဲ့ဘောအဲ့ဒါကြီးတက်နေတာကလည်းကိုယ့်မုံလုံးတက်နေတာမှမဟုတ်ပဲတဘောကအော်ကိုရီဒီတခြားဟိုအเจ้าညာနဲ့ပွနေရဲဆိုတဲ့ဟာကိုကျွန်တော်ကမဟုတ်ပါဘူးဗျာဒီမှာကျွန်တော်ကကောင်မလေးရှိတယ်ကျွန်တော်ကရှင်းပြနေစရာမှမလိုတာကျွန်တော်တို့ကအလုပ်လုပ်နေရလေအလုပ်လုပ်နေရပြီးတော့လည်းနောက်တစ်ခုကအဲသူများအမြင်ကက်တဲ့ဟာသူများကြည့်လို့မရတဲ့ဟာ တော့သူများညူညင်မဲ့ဟာတွေတက်နေတာမှမဟုတ်ဘူးကျွန်တော်တို့ကအမှုပညာပဲလုပ်တာအဲဇလန်းရိုက်မယ်ဇလန်းတွေရိုက်မယ်ရုပ်ရှင်ရိုက်မယ်ချင်းတွေရိုက်မယ်ဒါကကျွန်တော်ရဲ့ကျွန်တော်ဖြတ်တန်းနေရကျွန်တော် life style ပဲအဲ့ဒီမှာမှခုနပြောနေပြီကျွန်တော်တို့နှစ်ယောက်ကဒီလိုချစ်ကြိုက်နေပါတယ်ပြိတ္တကြီးဒီလိုဖြစ်ပါတယ်ဒါကြီးကပြောနေကြမှာမလို့ပါအဲ့လိုနေနေဒီမှာကိုချစ်သူကကိုယ့်ကိုယ်ကိုလှုပ်စိတ်သားမျိုးထားလဲအာ तू ကအဲ့လိုမျိုးလေနားလဲပေးတယ် तू ကလေအရင်နားလဲပေးတယ်နားလဲပေးတယ်ဆိုတော့ဟိုနားလဲနိုင်လောက်တဲ့အထိကိုလေဟိုနေပေးဖို့လေလိုတာပေါ့လေ ဟိုစွတ်စွတ်ကြီးနားလဲခိုင်းနေလို့မရဘူးပေါ့ဟိုအားလုံးကသူတိညာပဲဟာယူတိညာပဲဆိုတော့မျက်မြင်ကိုယ်တွေတိနေတဲ့ကိစ္စကြီးဖြစ်နေတဲ့ခါကျတော့သူတလေကြီးသူသူ့ရှင်းပြနေစရာတော့မလိုဘူးလေအဲသူလည်းတိနေပြီသားဆိုတော့အားလုံးက okay ပါတယ်အားလုံးလည်းအဆင်ပြေပဲသူနဲ့လည်းအကုန်လုံးခင်နေကြတာအဲ့လိုမျိုးသူနဲ့ရှင်းနေတာကြိုက်လေအဲကြိုက်လာတဲ့တတန်းမှာဆိုတော့နားလည်မှုရှိရပါလေသူကဟိုကိုယ်နုပညာကိုဘာလို့ဘာလို့ဘယ်လိုလို့ဘာအနုပညာနဲ့ပတ်သက်ပြီးတော့အဲ့လိုဟို တိတ်ပြီးတော့ဝင်ပြီးတော့ဆွတ်ဖတ်ဘူးကျွန်တော်လောက်တာအဲကောင်းတယ်ဆိုတဲ့အရာကိုပဲအဲဒါလေးကတော့ဒီလိုရှိရဒါလေးကဒီလိုရှိရပြိတ္တအနေနဲ့ပဲသူကဆုံးဖြတ်ပြီးဟိုဆေးရဆေးရပုံစံမျိုးတွေလည်းမကြည့်ဘူးပြိတ္တမြင်နေကြည့်ရခါကျတော့အဲဒီဇလန်တွေလေးကကျတော့အဲဒီနားလေးကကျတော့နည်းနည်းလေးအိုင်ရင်တို့ဖြစ်တယ်အဲဒီဇလန်တွေကကျတော့ဇက်သိန်းလေးကကောင်းတယ်အဲဒါလေးကကျတော့ဇက်သိန်းလေးကဒီလိုဖြစ်တယ်ပြိတ္တအမြင်တခါကျရင်အမှုပညာဖန်တီးရတာပြိတ္တကကုတ္တဆေးရပူကြတယ်ကြားခွက်ရွှေ့ရတယ်လို့ပဲတကယ်တမ်းကြားခွက်နှစ်ယောက်ရွှေ့နေကြတယ်အဲနှစ်ယောက်ထက်အပြန်ကြည့်နေလို့ကပူမြင်တယ်အဲလိုမျိုး အနုပညာလုပ်ပြီဆိုတဲ့ကွာကျွန်တော်နားလည်ပေးပါဆိုတာကြီးကဒါနည်းနည်းအတတကြီးတယ်ပေါ့နိကျွန်တော်လှုပ်ဆောင်နေတဲ့ဟာကိုပဲအဲ့လိုပဲဒီလိုပဲသူနားလည်မှုကုနားလည်မှုစောင့်ကြည့်နေတယ်ပဲအခုလိုမျိုး9နှစ်10နှစ်လောက်ဖြစ်လာခဲ့တာပေါ့ပြောရရင်တော့လေအဲနားလည်မှုကတော့ထွေထူးယူစရာတော့မလိုပါဘူးသူတမီးစားဆိုတာမျိုးကတော့စကားများတာတို့ရင်ဖြစ်တာတို့ဒလာမထောင်းတာတော့ဖြစ်တာလူတိုင်းဖြစ်တာပဲဘယ်လိုလဲရှင်းလို့ရတဲ့ဟာမရှင်းလို့ရတဲ့ဟာဒါတွေကအများကြီးရှိတာပေါ့ ကျွန်တော်တို့ကတော့အဲ့လိုမျိုးတိတ်ပြီးတော့မရှိဘူးလေအဲဒါကြောင့်ကျွန်တော်တို့နှစ်ယောက်ကတော့ဟိုနှစ်ကြာလာပြီဆိုတော့ပွင့်လင်းလာပွင့်လင်းလာကြရေပေါ့ကိုဖြစ်ချင်တာသူဖြစ်ချင်တာအဲ့လိုပဲပြောကြဆိုကြရင်းနဲ့ပဲဖြတ်တန်းလာခဲ့ရဆိုတော့ဟိုပြောစီပြောစီကောင်းပါတယ်တခါကြရင်းနဲ့ကိုအတ္တကြီးရအောင်သူကနားလဲပေးတယ်လို့ပြောအောင်ပါပေါ့ကျွန်တော်ကအမှုပညာပဲအချိန်ပြည့်အမှုပညာပဲကျွန်တော်ကအားနေကျွန်တော်ဇလန်းဖတ်မယ်စကားကြည့်မယ်ပြီးတော့ကျွန်တော် ဘာဇလန်းနေကျွန်တော်ရိုက်မလဲပြီးတော့ပြိသက်သေးကိုဒီထက်ပိုအောင်မြင်အောင်ဘာလုပ်အောင်မလဲပဲကျွန်တော်ကတွေးနေတာပေါ့အဲတွေးပြီးရင်လည်းကျွန်တော်တို့အလုပ်လုပ်မှရမှာဆိုတော့ဆိုတော့အလုပ်ကနံပါတ်1ဦးစားပေးထဲမှာပါနေရအကွာဆိုတော့အဲ့ဒါကိုဟိုနားလဲပေးဖို့ပဲတောင်းဆိုတာကျန်တာဘာမှမလုပ်ဘူးတသက်ကြီးကိုပြိသက်ကြီးရောပြိသက်ကြီးဒီမှာကျွန်တော်ကောင်မလေးဆိုအဲ့လိုတော့မဟုတ်ဘူးလျှက်တစ်ဖက်တော်တွင်ထဲမှာပါသွားတဲ့ကိစ္စကြောင့်ကဲတော့ပြိသက်ကြီးရေတိသွားရေအဲတိသွားရင်အဲ ိသွားရင်တော့ဟိုသဘောတူပေးပါလို့ပဲပြောအောင်ပါဗောကျွန်တော်အဲ့ဝီလက်တွေလာဖို့အာကိုစစ်တိုင်ဘဲတော့လည်းဘာဖြစ်တယ်ညာဖြစ်တယ်သူတို့မင်းအင်တာဗျူးမဖြေရဘူးသူတို့အရင်ဖြေနေရတယ်ကျွန်တော်ဝီလက်တွေကသာမသိဘူးလားမသိဘူးအဲ့တချို့ဝီလက်တွေကတော့အဲ့လိုရိမ်မန်းကံမန်းသိရနှစ်ယောက်သုံးယောက်တော့ပေါ့အဲ့လိုအဲ့လိုအတော်လို့သိအဲ့မဟုတ်လေဟိုရှိတာတော့သိတယ်ဒါပေမဲ့အဲ့လိုဘသူဘွာမန်းဆိုတာကိုမသိတချို့ဝီလက်အမှန်တကယ်ကြတော့မလို့သူ့ သူတို့ထင်နေတဲ့နာမည်အကျော်နေတဲ့ဟာမဟုတ်ဘူးဆိုတာသူတို့ကသိအဲသူကသိပြီလားအဲ့ဒါတော့သိတယ်ပြည်သက်ကြီးအဲလူတယောက်ရဲ့အခြေရေးတွေအိမ်တော်ရေးတွေဆိုတော့ဒါတမစင်သွားနေရတဲ့ဒါလူတိုင်းရဲ့ lifestyle ဘဝတွေပဲလေနော်အဲ့တော့အဲ့ဒါသိပြီးတော့ပြည်သက်အတွက်အရေးမကြီးပါဘူးအရေးကြီးတာကကျွန်တော် အနုပညာဖန်တီးမှုတွေကျွန်တော်ရဲ့ဇလန်းတွဲတွေကျွန်တော်ပါဝင်တဲ့ရုပ်ရှင်တွေအဲ့ဒါတွေကိုပြည်သက်လက်ခုပ်တီးပြီးအားပေးကြည့်ရှုပေးဖို့ကျွန်တော်ဒီနေ့တောင်းဆိုချင်ပါတယ်ကျွန်တော်တို့ကတော့နံပါတ်1ကပြည်သက်ပါပဲဗျာ